ဘသူမှမပိုင်ဆိုင်နိုင်တဲ့ဥရောပစတိုင်ဒေါ်လာဘီလီယံချီတဲ့အင်ဂျီကိုချပြလာတဲ့ဝင်းမွန်ရွှေရင်ပရိသတ်များအားလုံးပဲမြင်လာပါရှင်ဒီနေ့မှာတော့အင်တာနက်လူမှုကွန်ရက်ပေါ်မှာတက်လာတဲ့အားလုံးရဲ့အချစ်တော်ထိတ်တန်မင်းသမီးကျော်ဝင်းမွန်ရွှေရင် နန်းတော်ကြီးလာထဲမှာခံရတဲ့ဆိုင်အင်တော်ကြီးကလူပြောများနေပါဗျ။ဒီအင်ကြီးရဲ့တန်ဖိုးဟာတာမန်တန်းကျွဲတတိတယောက်ရဲ့အဆင့်ကိုကျော်လွန်ပြီးတော့ဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးရှိနိုင်တယ်လို့ခန့်မှန်းနေကြတာကြောင့်ပရိသတ်တွေကြောင်းမှပြောစရာစကားလုံးမရှိအောင်ဖြစ်သွားခဲ့ရပါဗျ။အွန်လိုင်းပေါ်တက်လာတဲ့ပုံတွေအရာဒီဆိုင်အင်ကြီးဟာအလွန်ကျယ်ဝန်းတဲ့ခြံဝင်းကြီးတွေမှာတည်ရှိပြီးတော့သူ့ရဲ့ပြီးသူကလက်ရာဒီဇိုင်းဟာဥရောပကတော်ဝင်မျိုးနွယ်တွေနေထိုင်တဲ့နန်းတော်တွေရဲ့ဒီဇိုင်းကိုအခြေခံထားတယ်ဆိုတာကိုတစ်ချက်ကြည့်လိုက်တာနဲ့သိနိုင်ပါတယ်။အဖြူရောင်ကိုအထိ ကထားတိဆောက်ထားပြီးတော့ခန်းနာတဲ့မဟုတ်ဦးကြီးပဲအနုစိတ်ပန်းပြောက်ပန်းခတ်တွေနဲ့တကယ့်ကိုဒန်နာရီတွေကနန်းတော်ကြီးတိုင်းပါပဲအင်ကြီးရဲ့အတွင်ပိုင်းကိုဝင်လိုက်တာနဲ့ဧကန်းမဆောင်ကြီးရဲ့ကြီးကျယ်ခမ်းနားမှုကိုအားလုံးကကြိုဆိုနေမှာပါ ကျန်းပြင်းတစ်ခုလုံးကိုဈေးကြီးဆုံးအဖြူရောင်စခြင်းကြောင့်ပြားရည်နဲ့ခင်းကျင်းထားပြီးတော့အပေါ်ကိုမောကြည့်လိုက်ရင်တော့ပေအတော်မြင့်တဲ့မျက်နှာချက်ကြီးတွေမှာရွှေရောင်ချေထားတဲ့အနုစိတ်အလားစင်မှုတွေကြီးမားခန်းထားပြီးတော့တံပိုးကြီးလာတဲ့တော်ဝင်မီးဆိုင်ကြီးတွေကမျက်စိချင်းလောက်အောင်ကိုလှပနေပါတယ်။အခန်းဖွဲ့ကြီးပုံကလည်းတာမန်အိမ်ကြီးအိမ်ကောင်းနေနဲ့လုံးဝမတူပါဘူး။အဲ့ဒီတွေအတွက်သီးတဲ့အခန်းဆောင်မိသားစုထမင်းစားဖို့အတွက်တော်ဝင်ထမင်းစားခန်းမဆောင်ဖြော်ပြေးနေပါတီပွဲတွေကျင်းပဖို့အတွက် entertainment ခန်းမဆောင်ကြီးနောက်ပြီးတော့အပြင်မှာရုပ်ရှင်သွားကြီးစီ 家里话。嗯 <laughs> <laughs> ကိုပိုင်မီနီစင်နီမာရွန်တစ်ခုကိုပါထည့်သွင်းတိစောက်ထားတယ်လို့သိရပါဗျ။အခန်းတိုင်းမှာရှိတဲ့ပရိဘောဂါတွေကလည်းဈေးအကြီးဆုံး brand အနေနဲ့ပဲအလှဆင်ထားတာပါ။ AEF facilities တွေအနေနဲ့အပြည့်မတ်မှာနိုင်ငံတကာအဆင့်မီပြန်ပွဲဝင်လို့ရတဲ့အရွယ်အစားရှိတဲ့ရေကူးကန်ကြီးတစ်ခု။နောက်ဆုံးမှပစ္စည်းအစုံလေးနဲ့ကိုပိုင် gym ခန်းမတစ်ခုလည်းပါဝင်လာကြောင်းဒီအင်ကြီးဟာနေထိုင်ဖို့တသက်မဟုတ်ပဲကျေငါးဖွင့်အစီရှိတဲ့ private resort တစ်ခုလိုပါပဲရှင်။ဒီစံအင်ကြီးကိုဘလုံငွေချင်းအင်အားနဲ့ပိုင်ဆိုင်နိုင်ခဲ့ရလဲဒီလိုမျိုးနန်းပုံနန်းနန်းတမျှခန်း န်းထားတဲ့ဆန်အင်ကြီးကိုဘသူတွေကပိုင်ဆိုင်ပြီးတော့ဘလုံငွေချင်းအင်အားနဲ့တည်ဆောက်ထားတဲ့လေဆိုတော့ကိုရောပြည်သက်ကြီးလည်းသိချင်နေမှာပါဒီဆန်အင်ကြီးရဲ့ဘယင်မကတော့ကျမတို့ရဲ့အမင်းသမီးကျော်ကိကိလိုချစ်စနိုးခေါ်ကြတဲ့ဝိမုံရွှေကြီးပါပဲသူမကိုယ်တိုင်ကအကယ်ဒမီများရှင်ကြောညာပေါင်းများစွာရဲ့ Brand Investor ဖြစ်အမှုပညာလောကမှာထိတ်တန်းနေရာကနေဝင်ငွေအများဆုံးရရှိနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးဒေါ်လာဘီလီယံချီတန်ဖိုးရှိတဲ့အင်ဂျီကိုပိုင်ဆိုင်နိုင်ခြင်းရဲ့အဓိကသောချက်ကသူမရဲ့ခင်ပွန်းတဲ့ခရိုနီတထေးကြီးလိုလူတည်များတဲ့ကိုနိုင်ဖြိုးကျော်ရဲ့စီးပွားရေးအင်ပါယာကြီးကြောင့်ဆိုတာထင်ရှားပါတယ်။ကိုနိုင်ဖြိုးကျော်ဟာမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးအချိုယူ brand တစ်ခုဖြစ်တဲ့ VV လုပ်ငန်းစုကြီးကိုပိုင်ဆိုင်ထားသလို MG လျှက်စစ်ကားတွေကိုလည်းမြန်မာပြည်အတွက်တအူးတဲ့ကိုယ်စားလှယ်ဖြစ်တရားဝင်တင်သွင်းဖျက်ချနေတဲ့လုပ်ငန်းရှင်ကြီးတအူးဖြစ်ပါတယ်။ ိုနှစ်ဦးရဲ့အောင်မြင်မှုနဲ့ကြွယ်ဝချမ်းသာမှုတွေပေါင်းစပ်လိုက်တဲ့အခါမှာအခုလိုဘသူမှမမတ်နိုင်တဲ့စည်းစိမ်ချမ်းသာမျိုးကိုပိုင်ဆိုင်နိုင်ခဲ့ရပဲဖြစ်ပါတယ်။ဝင်းမွန်ရွှေရဲ့အောင်မြင်မှုအမှုပညာရှင်ဘဝနဲ့ခင်မွန်းတဲ့ရဲ့အားကောင်းတဲ့စီးပွားရေးနောက်ခံအင်အားတွေကြောင့်ဒီလိုကြီးကျယ်ခမ်းနားတဲ့အင်ဂျီဟာသူတို့အတွက်တော့အိမ်မက်တစ်ခုမဟုတ်ပဲလက်တွေ့ဘဝတစ်ခုဖြစ်လာခဲ့ရပါ။ရိသက်ကြီးတို့ကရောနန်းတော်ကြီးလိုခမ်းနားတဲ့အင်ဂျီထဲမှာဘယင်မာတပားလိုနေထိုင်တဲ့ဝင်းမွန်ရွှေရဲ့ဘဝကိုဘလို့မြင်ကြပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါဦးနော်။ ကျေးဇူးပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။